ဟယ်လို guys အားလုံးပဲမင်္ဂလာပါအဲဒီနေ့မှာတော့ SID တွေရဲ့လက်တလောပါတွေကြုံတွေ့နေရလဲဆိုရရဲ့လက်တလောချီရီလေးကိုကြည့်ပေးမယ်နော်အဲလက်တလောမှာတော့ဗောနော် SID တွေကနာကျင်ခံစားနေရတာမျိုးတွေ့ရတယ်ထန်တော့ဆော့ဗောနော်ပထမဆုံးကြလာတာထန်တော့ဆော့ဆိုတော့အဲနာကျင်ခံစားနေရတာမျိုးလေးတွေ့တယ်တခုခုဗောနော်အင်း အစ်ကြောင့်ပဲလားဒါမှမဟုတ်တလောပေါ့နော် break up ဖြစ်ထားတာကြောင့်လားတော့မသိဘူးပေါ့နော်။နာကျင်ခံစားနေရတာမျိုးလေးတွေ့တယ်။နောက်တစ်ခုကကျတော့အဲနောက်ထပ်တချို့တချို့တော့လည်းဖြစ်နိုင်တာပေါ့နော်။တချို့တော့ကကျတော့အဲဆာမွေးဝဲအောင်တာမျိုးပေါ့နော်။အောင်မြင်မှုရရှိရာတခုခုအောင်မြင်မှုရရှိရာမျိုးကိုတွေ့ထားတယ်။အဲဆမွေးအောင်တာမျိုးပဲဖြစ်ဖြစ်ရာထူးတိုးတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အာမင်တာမျိုးတွေ့ထားတယ်အဲ့ဒါမှမဟုတ်လို့ရှိရင်အစောအသေးကွဲတဲ့တိုင် တန်ရာပေါ့နော်အသင်ကိုရနေရာနေပြီးတော့မှတဲခွေးနဲ့တန်ရာနေပြီးတော့မှပြန်ပြီးတော့မှရုံထတာမျိုးလေးတွေ့ရတယ်ပေါ့နော်နောက်ပြီးကြတော့ငါတလုံးမှာပေါ့နော်တချို့သော energy တွေကအနှောက်ရှက်တွေအဲများနေရာမျိုးလေးတွေ့ရတယ်အဲနောက်ပြီးတော့ပေါ့နော်အဲ HD bar တွေကိုလည်းอืม စောင့်စားနေရမျိုးပေါ့နော်ပြန်ပြီးတော့မှအဆင်ပြေမလားဆိုပြီးတော့မှတစုံတစ်ခုကိုစောင့်ဆိုင်နေတဲ့ energy မျိုးရတယ်ဒါမှမဟုတ်လို့ရှိရင်အဲအောင်မြင်မှုကိုစောင့်ဆိုင်နေတာစောင့်ဝင်ဖြစ်ပြီးတော့မှအဖြေကိုစောင့်ဆိုင်နေတာမျိုးအဲ့လိုမျိုးလဲဖြစ်ကောင်းဖြစ်နိုင်နေပေါ့နော် အဲအဆင်ပြေမလားအောင်မြင်မလားဆိုတဲ့အဲအရာမျိုးအဲစီပွားရေးဆိုလို့ရှိရင်လည်းပေါ့နော်စီပွားရေးလောက်ထားရဆိုလို့ရှိရင်လည်းအဲစီပွားရေး error set ပေါ့နော်ဆောင်းမွေးဆိုလို့ရှိရင်လည်းဆောင်းမွေးရဲ့ reset ကိုအဲဆောင်းဆိုင်နေတာမျိုးပေါ့နော်ဆောင်းဆိုင်နေတာမျိုးဆိုတာအောင်မြင်ဖို့ရပေါ့နော်အဲတည်င်းကောင်းကိုပဲဆောင်းနေရဆိုတဲ့ပုံစံမျိုးလည်းတွေ့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုရချစ်သူနဲ့ပြန်ပြီးတော့အဆင်ပြေနိုင်မလားဆိုတဲ့အရာကိုအဲဆောင်းဆိုင်နေရမျိုးတွေ့ရတယ်ပေါ့နော် နောက်တစ်ခုကတွေ့ထားကြတော့အန်ဒီမှာပေါ့နော် Libra Energy များတယ်ပေါ့နော်ဒီ region မှာဆိုလို့ရှိရင် Libra Energy များမယ်အဲ balance ဖြစ်ဖို့ရအောင်အဲပြောထားတာလေးတွေ့ရပေါ့နော်အဲ့တော့အဲ အဆင်မပြေရဲ့ပေါ့နော် relationship တွေဆိုလို့ရှိရင်လည်းအတရားနဲ့တရားညှိနှိုင်းဖို့ balance ဖြစ်ဖို့လိုတယ်ဒါမှမဟုတ်လို့ရှိရင်လည်းလူမှုရေးစီးပွားရေးဆိုလို့ရှိရင်လည်း balance ဖြစ်ဖို့လိုတယ်ပေါ့နော်ဒီထဲမှာ balance ဖြစ်ဖို့တွေကို ပြောထားတာတွေ့တယ်ချူချူတော်သူတွေကဖခင်တရားလောက်တာမျိုးတွေတွေ့ရတယ်နောက်တစ်ခုကကြတော့ပေါ့နော်အဲဆိုင်လေးတွေအားဒီမှာအဲစီရနေပြောမှာပေါ့နော်တစုံတစ်ယောက်ကနေပြီးတော့မှထွက်ခွာသွားခဲ့တယ်နော် တဆုံတဲကနေပြီးတော့မှပုံဝရရဲ့နေပြီးတော့မှထွက်သွားခဲ့တယ်။အဲ့ဒီအတွက်အဲ့ဒီအတွက်ကြောင့်မို့လို့နာကျင်ခံစားနေရတယ်နော် ပထမဆုံးတွေ့ခဲ့တဲ့ထန်နော့ဆော့ကအဲတဆုံပုံဝရရဲ့နေပြီးတော့တဆုံတယောက်ကထွက်ခွာသွားတဲ့အတွက်ကြောင့်မို့လို့နာကျင်ခံစားနေရတာမျိုးလေးတွေ့တယ်။နောက်ပြီးတော့မှဆောင်ဆိုင်နေရလဲတွေ့ရင်ဆိုတော့ချိန်ကြတော့အဲအဲ့ဒီသူပြန်လာမလားဆိုပြီးဆောင်ဆိုင်တာကိုလည်းတွေ့ရတယ်ပေါ့နော်။အင်းနောက်တစ်ခုကပေါ့နော်။ အဲအဲ့ဒီအဲဆောင်းဆိုင်နာတွေအဆင်ပြေအောင်အဆင်ပြေအောင်ပေါ့နော်ညှိနှိုင်းနာတွေပေါ့နော်ဆောင်းဆိုင်နာတွေအဆင်ပြေအောင်ညှိနှိုင်းနာတွေอืมပြုတ်လုတ်ပြီးရဲ့ချိန်မှာတဲ့နော်အင်ဆိုင်လေးတွေကပြန်ပြီးရောမှာပေါ့နော်အစ်တဖန်ပြန်လဲမွေးဖွားလာတာအဲနူးထလာတာမျိုးတွေတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အချို့အချို့တော့ karmic relationship တွေပေါ့နော်အချို့ကတော့ဒီ karmic relationship တွေကပြတ်သွားတာမျိုးပေါ့အခုပြတ်သွားတဲ့အဲပြတ်သွားလို့နာကျင်နေရတာမျိုးဘဝရဲ့ထွက်ခွာသွားတာမျိုးက karmic relationship တွေဖြစ်နိုင်တယ်ဒါပေမဲ့အချို့ကြတော့လေအဲဒီ karmic relationship တွေမှာကြံနေတဲ့သူတွေဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲမပြတ်မပြတ်တဲ့သူတွေအဲတချို့ကကြတော့လက်တလုံးမှာကို karmic relationship မှာမပြတ်သေးဘဲနဲ့ပေါ့နော်ရင်ဆိုင်နေရတဲ့သူတွေပေါ့နော် ်ကမရယ်ရီလေးရှင်းရှစ်ဆိုတာကြတော့အဲဝူကျွေးတွေပါလာတဲ့ရီလေးရှင်းရှစ်ကိုပြောရအောင်နော်အဲပြောမယ်ဆိုလို့ရှိရင်အရင်အဲပျော်ရွှင်ပြီးတော့မှလေပျော်ရွှင်ပျော်ရွှင်ရွှင်နဲ့ဘယ်လိုပြောရမလဲ healthy ဖြစ်တဲ့ relationship မဟုတ်ဘူးเนาะအဲ့ဒါအောင်ပြော camera relationship က နောက်တစ်ခုကကျတော့အဲ့ camera relationship တွေမှာမပြတ်သေးပဲနဲ့ပေါ့နော်တချို့တချို့တော့သူတွေက camera relationship တွေမှာမပြတ်သေးပဲနဲ့အပြတ်မလို့ဆက်မလို့ဖြစ်ပြီးတော့မှအဲနာကျင်ခံစားနေရတာမျိုးလေးတွေတွေ့ရတယ်။အဲ့ဒီနာကျင်နေတဲ့အရာလေးကိုပဲအဲတတ်မုန်းထားပြီးတော့မှပေါ့နော်တတ်မုန်းထားပြီးဆုတ်ကင်ပြီးတော့နေနေရအောင်တွေ့ရတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်လည်းအတူတူပဲပေါ့နော် အဲဒီဒီမှာဒီ region မှာဆိုလို့ရှိရင် libra energy က strong ဖြစ်တယ်အဲ libra energy strong strong ဖြစ်တာအတွက်ကြောင့်မို့လို့အဲ libra လေးတွေတူပဲပေါ့နော် balance ဖြစ်ဖို့လိုအပ်တယ် libra ကိုရန်လည်း balance ဖြစ်ဖို့လိုအပ်တယ်လို့အခြားသောပေါ့နော်ဒီ gemini တို့ aquarius တွေကလည်း balance ဖြစ်ဖို့လိုအပ်တယ်ပေါ့နော်ဒီထဲမှာ balance ဖြစ်ဖို့ကိုအရင်ပြောထားတာလေးတွေ့တယ်ပြီးတော့ပေါ့နော်အဲ့လိုမျိုးဝဲ ဝိတင်းပေါ့နော်စောင့်စားနေတဲ့သူတွေပေါ့နော်စောင့်စားနေတဲ့သူတွေကကြတော့တဲ့အဲ့တော့လေတချို့ပေါ့ဒီ healthy ဖြစ်အောင်ပြန်ပြီးတော့မှဒီ karma relationship တွေကို healthy ဖြစ်အောင်ပြန်လုပ်ပြီးရဲ့အချိန်မှာတော့ပေါ့နော်အဲဒီ relationship က healthy ဖြစ်သွားတာမျိုးပြန်အဆင်ပြေသွားတာမျိုးတွေ့တယ်။တချို့ကကြတော့လေဒီ karmic ဖြစ်တဲ့ relationship ကိုဖျက်လိုက်တာ ਨੇ နောက်ထပ် healthy ဖြစ်မဲ့ relationship တကူရသွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဓိကတော့နောက်ထပ် healthy ဖြစ်တဲ့ relationship ကိုရတာမျိုးထပ်ပေါ့နော်ဟိုချိပြီးသား relationship ကိုပဲပြန်ပြီးရောမှအတောက်ဆစ်ဖြစ်တာတွေကိုပြန်ပြီးရောတန့်ဆင်နိုင်ပြီးရောမှအင်းအဆင်ပြေမှာမျိုးလေးပေါ့နော်အဓိက balance ဖြစ်မယ်ဆိုလို့ရှိရင်လည်းအလိုပြန်အဆင်ပြေမှာမျိုးလေးတွေတွေ့ရယ်နော်အမ်တချို့တချို့တော့သူတွေကကြတော့ဒီ relationship တွေနောက်ပြချိန်ကဒီဟိုဟာ life မှာပေါ့เนาะအခုကြုံတွေ့နေရတဲ့ life မှာအပင်ပန်းနေရမျိုးအတွေ့ရတယ်ပေါ့เนาะပင်ပန်းနေရမျိုးတွေ့တယ်တချို့သူတွေကကျတော့လုံးဝအဒီ relationship ကိုဖြတ်တောက်လိုက်တယ်เนาะဖြတ်တောက်လိုက်တယ်အဖြတ်တောက်လိုက်တာမျိုးရှိရဲ့အပြီးတိုင်းပေါ့အကုန်လုံးဆွန့်လွတ်လိုက်တယ်ဒါပေမဲ့ အဲ့ဒီဆုံးလွန်လိုက်တဲ့လူတွေကလည်းခံစားနေရပါမယ်။ဆုံးရှုံးသွားတယ်လို့တော့မထင်ပါနဲ့တဲ့နော်။ဒီလို healthy မဖြစ်တဲ့ relationship တွေကိုဖျက်လိုက်တဲ့လူတချို့ရှိရဲ့။အဲ့ဒီဖျက်လိုက်တဲ့လူတွေကလည်းအဲအဆင်ပြေပါတယ်လို့ပြောချင်တယ်နော်။ဘာလို့လဲဆိုတော့အရာအလုံးဆုံးရှုံးသွားတာတော့မဟုတ်ဘူး။အဲဒီမကောင်းတဲ့ relationship ကိုအဲဆုံးခွာနိုင်တဲ့ healthy ဖြစ်အောင်မလုပ်နိုင်ဘူး။အဲဆုံးခွာဖို့လမ်းကိုရွေးချယ်လိုက်တဲ့လူတွေကလည်းအဲအဆင်ပြေပါတယ်လို့ပြောချင်တယ်။အဲ ခဏဒါပဲခံစားရမယ်ပေါ့နော်ခဏဒါပဲခံစားပြီးသွားလို့ရှိရင်အဲဒီပျော်ရွှင်ဖို့ပေါ့နော်ပျော်ရွှင်ဖို့အောင်မြင်ဖို့တွေကအာအဆင်ပြေဖို့တွေကရှိပါတယ်ပေါ့နော်အာနောက်တစ်ခုကကျတော့မိသားစုတွေနဲ့ပေါ့နော်မိသားစုတွေနဲ့ဝေးကွာနေရတဲ့သူတွေဘာလဲဆိုလို့ရှိရင်အဲအပြင်မှာပေါ့ရွှေဝီဒီမှာသွားပြီးတော့လုံနေရတဲ့သူတွေဘာလဲဆိုလို့ရှိရင်လည်း အမိသားစုတွေနဲ့ပြန်ဆောင်တာမျိုးတွေရှိတယ်။ဘောနောတတ္တမှာကျတော့5.1ဆိုတဲ့ချိန်ကလေဒီအခု karmic relationship တွေထဲမှာရှိနေတဲ့သူတွေကကျတော့ဒီ5လောက်တာတွေရန်ဖြစ်တာတွေကတော့စကားများတာတွေကတော့တော်တော်လေးကိုမြင်ရမယ်ပေါ့နော်။အဲ့တော့ချိန်ကျတော့ဒီ relationship ကိုပြန်ပြီးတော့မှ healthy ဖြစ်အောင်ပြန်လုပ်နိုင်တဲ့ဆိုလို့ရှိရင်အဆင်ပြေလာမယ်။ကဲလို့ပြတ်တဲ့လမ်းကိုယူချလိုက်တဲ့သူတွေကလည်း အဆင်ပြေပါတယ်လို့ပြောရှင်တယ်အချိန်ခဏတခုတော့ခံစားရမယ်နောက်ပိုင်းကျလို့ရှင်တော့အဲကောင်းသွားမယ်ပေါ့နော်ပြန်ဆင်ပြေသွားမယ်အဲ ACC ဖြစ်သွားမယ်ပေါ့နော်အဲ့လိုမျိုးပြောထားပါတယ်ဒါကတော့ SIN လေးတွေပေါ့နော် SIN လေးတွေလည်းတလုံးကြုံတွေ့နေရတယ်ကံကြမ္မာလေးတွေပေါ့နော်ဖြစ်ပြနေတဲ့အရာလေးတွေကိုပြပြပေးရပါအားလုံးပဲကျေနပ်ကြမယ်လို့မျှော်လင့်ပါတယ်